ပါတီဝါဒစွဲမူဝါဒစွဲတွေမထားပဲပြည်သူအကျိုးကိုတာဝန်ယူဆောင်ရွက်သွားကြဖို့မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌအစ်ကပြောကြားလိုက်ပါတယ်ဒီသတင်းကိုတော့တာယာကပြပို့ထားပါတယ်ရှင်ဒုတိယအကြိမ်မြောက်ပထမပုံမှန်အစီအဝေးမန္တလေးတိုင်းလွှတ်တော်ကိုဒီနေ့မှစတင်ကျင်းပပြီးရွေးချယ်လိုက်တဲ့လွှတ်တော်ဥက္ကဋ္ဌအစ်ကပြည်သူအကျိုးကိုပါတီမူဝါဒစွဲမထားဖို့ပြောကြားလိုက်ပါတယ်အခုလွှတ်တော်ဘဝကြီးမှာရှိနေတဲ့ဥဒလေအားလုံးမှာ ားမယ်လေဒီသူ့ရဲ့လူဒီလေးနဲ့လူလူသားလားဒီလိုသူ့မောက်ပြီးတော့တာဝန်ယူပြီးတော့ဆောင်ရွက်ကြမှာလို့ဒီလိုဆိုတာ2015ရွေးကောက်ပွဲမှာအနိုင်ရတဲ့တိုင်းလွတ်တော်ကိုယ်စားလှယ်တွေနဲ့စတင်တဲ့ဒုတိယအကြိမ်မြောက်မန္တလေးတိုင်းလွတ်တော်မှာရှန်တိုင်းရင်းသားကိုယ်စားလှယ်ဦးဆိုင်ကျော်စောကတဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ဩကရာနေရကိုပသိမ်ကြီးမြို့နယ်မဲဆနာနယ်အမှတ်တကဦးအောင်ကျော်ဦးနဲ့ဒုတိယဩကရာနေရကို ပြင်ဦးလင်မျိုးနဲ့မဲဆန္ဒနဲ့အမှန်တွေကဒေါက်တာခင်မောင်သေးတို့ကိုတာဝန်ပေးအပ်ခဲ့ပါတယ်။ရွေးကောက်ခံလွတ်တော်ကိုယ်စားလှယ်တွေကလက်ရှိအချိန်ကြီးဒေတာတွင်လိုအပ်ချက်နဲ့ဆောင်ရွက်စရာတွေအများကြီးရှိတဲ့အကြောင်းကိုပြောပါတယ်။ တို့ဒီဒီဖက်တော်စားပြရတယ်ပမာပါတယ်။ဘာလို့ရမှာလဲကျွန်တော်ကိုဘာနဲ့ဝမ်းတာပါလဲ။ဝမ်းတာလဲဆိုတော့ဒီလေးလိုက်ရင်းနေတယ်ကျွန်တော်ကိုလည်းပြေးလိုက်တယ်။လေပြေးလိုက်တဲ့ပြည်လေးပါလေ။လေပြေးရဲ့ပြည်လေးကကျွန်တော်ကပမာလို့ကြည့်တယ်။ကျွန်တော်တို့ကလည်းလေပြေးရဲ့ပြည်လေးလေးကိုကျွန်တော်ကလည်းကျွန်တော်တို့ကတစ်ချက်ပို့ပြီးကောင်းလို့ဒီလိုတော့ဆက်လုပ်ပေးပါမယ်။ကျွန်တော်တို့ဘိုင်းဆောင်ရွက်ပြီးသွားနိုင်တယ်နောက်ထပ်ဘိုင်းလုပ်ပြီးနိုင်တယ်ဒီမှာအနေနဲ့ကတော့ဥပဒေနဲ့လည်းတော်တော်များများနေဆက်ပြီးတော့ဥပဒေနဲ့ကျွန်တော်တို့ပြည်သူတွေဆောင်ရွက် ော့ကျမတို့ဒီမှာဆိုကျမတို့ကဝန်ဆောင်ကခန်းနေတာဖြစ်တယ်ဘာလို့လဲပါမှာဆိုရင်လည်းသိချင်တာကစားရည်များရှိတယ်။ဒီဒီကျမကြီးနဲ့အားမရရှိစေုံပါနဲ့ဆက်လုပ်ကြတယ်လေ။ပြီးဆုံးတယ်။နေထားတယ်ပေါ့နော်။ကျမကြီးနဲ့ပတ်သက်တဲ့ကိရိယာပုံစံတွေကိုပြီးဆုံးဖို့နည်းနည်းဆိုင်ရာအားနဲ့ညီလေးတွေပညာနဲ့ပညာမှာလည်းတအားကိုချိုးခဲ့တဲ့အားနဲ့ကျမတို့လည်းတော်တော်များများတော့ဘူးတဲ့တိုင်းမှာအပြည့်စုံပါဗျာ။ဒါပေမဲ့ဒီချပွင့်ဆင်းပြီးတော့မှပြန်ပြီးတော့ လိလာမှာခုကတော့ခုနကတော့မဲဆွယ်စီယုံတော့အချိန်ကြတော့မဲဆွယ်စီယုံကရက်ကတိတ်ပြီးပြီးတော့ဒီဘက်ချက်ပြီးပြီးချက်ချက်ကောက်ခက်နိုင်တယ်ဒီလိုဒီလိုကြောင်းနေမှာရောဟောဟောဘုံကပူလာတကယ်တော့ဆင်းဘောက်ကတော့တော့ပူလာတကယ်တော့950လောက်ရှိတယ်စုနယ်မှာလက်မဆက်တင်ချန်ဖြစ်နိုင်အများကြီးရှိတယ်စုနယ်မှာကြောင်းနေမတရားရအများကြီးရှိတယ်ကြောင်းမရှိတဲ့ရွာကိုရှိတယ်ဘုရားနဲ့ဆင်းရှိတဲ့ရွာကိုရှိတယ်အားကြောင့်အဲ့ရွာတွေလည်းပဲ လုပ်ပြရမယ်ဆိုစဉ်းမြေပေါ်လာတယ်။မန်လေးတိုင်းဒုတိယအကြိမ်များလွတ်တော်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က48ဦး၊ပြည်အောင်စုချက်ခံရေးနဲ့အဖွဲ့မျိုးရေးပါတီက9ဦး။ဒီမိုကရက်တစ်ပါတီမြန်မာက2ဦးနဲ့တက်မတော်သားကိုယ်စားလှယ်19ဦးတို့ပါဝင်ပါတယ်ရှင်။ကျွန်မကတာယာပါရှင်။